ကျမတို့တကယ်ပဲလိုအပ်နေတဲ့စိတ်လုံခြုံမှုအပြင်ဘေးအန္တရာယ်ကြားထဲကနေ ခိုလုံမှုအပြည့်ပေးနိုင်တဲ့သူကိုဘယ်လိုရှာရမလဲချေဥစွာခတ်တော်ဤနာမအားဖြင့်မင်္ဂလာပါလို့နှုတ်ခွန်းဆက်ခြင်းပါတယ် ဒီကနေ့စပြစ်နယ် page ကနေကျမတို့အတူတကွဆင်ရှင်နှလုံးတွင်းရမယ်ဒေသနာကောင်းစဉ်ကတော့ကျွန်တို့ဤခိုလုံရာဆိုတဲ့နှုတ်ကပတော်အားဖြင့်ဝိညာဉ်ခွန်အားယူကြပါစို့ခေလုံရာဆိုတဲ့စကားလုံးကိုဟေဘဲဘာသာစကားမှာ ဖော်ပြထားတဲ့အတိတ်ပဲကိုလေ့လာကြည့်တဲ့အခါအမြင့်ဆုံးသောကွယ်ကားမှုရှိခြင်းလုံခြုံမှုအရှိဆုံးဖြစ်ခြင်းလို့အတိတ်ပဲတက်ရောက်ပါတယ် ခုံလုံးရလို့ပြောတဲ့အခါလက်တလောမှာငလင်ဘေးတန်ချောင်းတော်လကောင်းစစ်ဘေးတန်ချောင်းတော်လကောင်းရေဘေးတန်ချောင်းတော်လကောင်းခုံလုံးရမဲ့နေတဲ့သူတွေအများပြားရှိတာကို တွေ့ရပါတယ်။တချို့တော့သူတွေဟာဆိုရင်ငလင်ဘေးတန်ချောင်းမိမိတန်လုံးရှောင်ဖေးစုဆောင်ထားတဲ့ချွေးနှဲစာဖြင့်တိဆောက်ထားတဲ့တိုက်အိမ်များဟာ မိနစ်ပိုင်းအတွင်းမှာပဲပြိုကျပျက်စီးသွားခဲ့တယ်လို့ဒီလိုမျိုးပြိုကျပျက်စီးမှုတွေကြောင့်မိမိချစ်ရတဲ့သူတွေအသက်ဆုံးရှုံးခဲ့ရလို့စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောနာကျင်ဆုံးရှုံးမှုတွေအပြင်စိတ်ရဲ့လုံခြုံမှုမရှိခြင်းမျောလင့်ချက်မဲ့ခြင်းစတဲ့ဝိညာဉ်ရေးရာတွေမှာပါခိုကိုးရမဲ့နေတယ်လို့ခံစားနေရကြပါတယ်ဒီလိုအခြေအနေမျိုးမှာ ကျမတို့တကယ်ပဲလိုအပ်နေတဲ့စိတ်လုံခြုံမှုအပြင်ဘေးအန္တရာယ်ချားထဲကနေခိုလုံမှုအပြည့်ပေးနိုင်တဲ့သူကိုဘလို့ရှာရမလဲစာလန်ကျန်းအခန်းကြီးကိုအခန်းငယ်၉မှ၃၀မှာထာဝရဘုရားသည်ညင်စဲချင်းကိုခံရတော်သူတို့၏ခိုလုံရာဘေးအန္တရာယ်ရောက်သည့်ကာလခိုလုံရာဖြစ်တော်မူ၏နာမတော်ကိုတည်တော်သူတို့သည် ကိုတော့ကိုယုံကြည်ကြပါလိမ့်မည်အကြောင်းမူကားအိုးသာဝဖျားကိုတော့ကိုရှာတော်သူတို့ကိုစွန့်ပစ်တော်မူတတ်ပါဒီနှုတ်ကပတ်တော်ကိုပြန်လည်ဆင်ခြင်စဉ်းစားကြည့်တဲ့အခါမှာဖလတိလူမျိုးတွေဣဒွေလာလူမျိုးတွေကိုညှင်းဆဲ ိုက်ခတ်မှုတွေချင်းချောင်းမှုတွေကြောင့်ဒါဝိဟာဖျားသခင်ကိုယုံကြည်ကိုးစားတဲ့သူဖြစ်တယ်လို့ဖျားသခင်ရဲ့နာမတော်ကိုအမိပြုပြီးဂေါလျက်နဲ့တိုက်ခတ်တဲ့အခါမှာအောင်မြင်ခြင်းအခွင့်ကိုရရှိတာကို တွေ့မြင်ရပါတယ်။ဒါကိုကြည့်ခြင်းအပြင်ဣတရေလတပ်တွေရဲ့စိုးရင်ပူပန်မှုထက်ဒါဝိရဲ့ယုံကြည်ကိုးစားမှုကြောင့်ရန်သူအလုံးကိုအောင်မြင်ခဲ့ရခြင်းပဲဖြစ်ပါတယ်။ ဒါဝိမင်းကြီးရဲ့စာလံတခြင်းတပုတ်ဖြစ်တဲ့စာလံကျမ်းအခန်းကြီး78အခန်းငယ်တင်မှနှစ်မှလဲ။အိုးထာဝရဖျားအကျွန်ုပ်ဤခွန်အားပလတီးဟုတော့ကိုတော့ကို အကျွန်ုပ်ချစ်ပါ၏။ထာဝရဖျားဒီငါဤကြောက်ငါဤမြုပ်ယူငါကိုကယ်လွတ်တော်တခင်ငါဤဖျားငါကိုစားသောအစွမ်းတတိငါဤအကွယ်အကား ငါကိုကဲ့တင်သောဥချိုငါဤရဲတိုက်ဖြစ်တော်မူ၏ဒီစာလံတခြင်းကိုဒါဝိမင်းကြီးကဘလို့အခြေအနေမှာဘလို့ခံစားချက်ဖြင့်တည်ဆူထားတာလဲဆိုတော့သူ့ရဲ့ဘဝအတ္တတာထဲမှာရှောလူမင်းနဲ့တကွ ရန်သူအပေါင်းတို့လိုက်လံတိုက်ခိုက်တဲ့အခါမှာဖျားသခင်ရဲ့ကွယ်ကဆောင်းရှောင်းမှုကြောင့်လူမြောက်ချင်းကျေးဇူးကို ခံစားရတဲ့အတွက်ဒီစာလံတခြင်းအဖြစ်ဖျားသခင်ရဲ့အမြင့်ဆုံးသောကွယ်ကမှုလုံခြုံမှုရှိကြောင်းကိုဖော်ပြထားတာပဲဖြစ်ပါတယ်ဒါဝိမင်းကြီးဖော်ပြထားတဲ့အတိုင်းကျွန်တော်တို့ရဲ့အမြင့်ဆုံးသောခေလုံးရာဖြစ်တဲ့ ထာဝရဘုရားတခင်သားလေးကျမတို့ရင်ဆိုင်ကြုံတွေ့နေရတဲ့ဒုက္ခအခြေအနေတွေကနေကွယ်ကာဖြေရှင်းပေးတဲ့သူပဲဖြစ်ပါတယ်။အဓိကကတော့ဒါဝိမင်းကြီးလိုဘေးအန္တရာယ်တွေကြုံတွေ့လာတိုင်းဘုရားတခင်စီ ပထမဦးဆုံးတိုးဝင်ချင်းကပ်ပြီးခိုလုံတက်ဖို့အရေးကြီးပါတယ်။ဒါအပြင်ဘုရားတခင်စီခိုလုံဖို့လာတဲ့သူရဲ့အတ္တတာကို ကြည့်မယ်ဆိုရင် မိမိရဲ့အခက်ခဲပြဒနာများကို စုတောင်းခြင်းဖြင့်ယဉ်ဖွင့်တတ်သောသူတွေပဲဖြစ်ပါတယ်ဒီလိုမျိုးစုတောင်းခြင်းဖြင့်တိုးဝင်လာတဲ့သူတွေအဖို့ဖျားတခင်ကလည်းတို့ရဲ့အခက်ခဲပြဒနာများကိုကူညီဖြေရှင်းပေးဖို့အမြဲအစဉ်တင့်ရှိနေသူပဲဖြစ်ပါတယ် ဒါကြောင့်စာလန်ဇန်အခန်းကြီး46အခန်းငယ်7မှာဘုရားသခင်သည်ငါတို့ခေါလုံရာဖြစ်၍ခွန်အားကို ပေးတော်မူ၏။ဘေးရောက်သည့်ကာလအထူးသဖြင့်ကိုမတော်မူကြောင်းထင်ရှားရဲ့ရှိ၏။ ဒါကြောင့်ဒီကနေ့စပြည့်နယ် page ကနေဒေသနာကို နားထောင်ခွန်အားယူနေသူများအနေဖြင့်ဒီကနေ့လိုဆိုးရုံနေတော့ကာလမှာအခက်ခဲအမျိုးမျိုးစုံစမ်းနောက်ဆက်ခြင်းအမျိုးမျိုးဘေးအနေရဲ့အမျိုးမျိုးကိုကွဲကွာပေးနိုင်တဲ့ ကျင့်ရှင်ပေးနိုင်တဲ့ထာဝရဖျားကိုခေါ်လုံခြင်းအပြင်ရှေးဆက်အသက်ရှင်ကြပါစို့လို့ခွန်အားပေးတိုက်တွန်းလိုပါတယ်။ကြားနာသူအယောင်စီတိုင်းပေါ်ဖျားတခင်ထံတော်မှငြိမ်သက်ခြင်းကောင်းခြင်းမင်္ဂလာများရရှိခံစားရပါစေ။